လူကောင်သေးပေမဲ့ဇာမသေးတဲ့ဂျက်ရှွာပဲငါးပွဲဆက်အနိုင်ဖော်ဆောင်နိုင်ခဲ့ပြီပရိသတ်ကြီးတို့ရေဒီနေ့မြန်မာစံတော်ချိန်စံတိုင်းဝန်ကျင်လာမှာတော့ဂျက်ရှွာပဲနဲ့ရန်ဂျာရိုဘာတို့တွေ့ဆုံပြီးတော့ထုတ်သက်ခဲ့ကြတာဖြစ်ပါတယ်ဗရန်ဒန်ရိုဘာစတာကတော့ Flyweight တန်းရဲ့ Ranking 1အဆင့်မှာရှိနေတဲ့ Fighter တစ်ယောက်ပါရှင်ဂျက်ရှွာပဲနဲ့ဗရန်ဒန်ရိုဘာတို့ရဲ့ပွဲစဉ်ကတော့အလူစင်ဝန်ဆောင်မှုအများဆုံးရှိခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးတော့လက်တွေ့ထိုးသက်တဲ့အချိန်မှာလည်းအကျိအနေနဲ့ကိုတကယ့်ကိုကြည့်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ် UFCF flyweight ကျန်မာ Ricky Wan Asian Fighter နဲ့ Champion ခပ်ပတ်ဆာလောင်နေကြတဲ့ Fighter နှစ်ယောက်ကတော့ဂုံသိက္ခာပိုင်းအရာရောဖြောပြမှုအပိုင်းနေမှာပါဆိုရင်တော့သူတေကိုတေအကျိန်နဲ့ထိုးသက်ခဲ့ကြတာကိုတွေ့ရပါတယ်။ပွဲမစခင်မှာတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ထင်ကြေးပေးမှုတွေကတော့အများကြီးရှိခဲ့တာပေါ့ရှင်။ခက်ချမ်းချမ်းခြေလှမ်းနေနဲ့အမြင့်ကိုတက်လာတဲ့ Joshua Ban ကို Brandon ကအထင်မသေးဘူးဆိုပေမဲ့သူက Joshua Ban ကိုအလဲထိုးနဲ့အနိုင်ထိုးသက်ပြမယ်ဆိုပြီးတော့ကြုံဝါခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့ကြိုးဝိုင်းထဲမှာတော့ Joshua Ban ရဲ့ဆက်လက်တီးအောင်မှာ Brandon Robert တယောက် အိပ်ပျော်သွားခဲ့ရပါတယ်။ဒီပွဲစဉ်မှာဆိုရင်တော့ပွဲကြီး၃ချီပြောင်းကစားခဲ့ကြတာဖြစ်ပြီးပထမအချိန်မှာကလေးကဂျိုရှဘန်ကတာနေခဲ့ပါတယ်။တပတ်ဖိုင်တာကတော့အရင်အမောင်ခြေတန်လက်တန်ရှည်နဲ့ဆိုတော့ဂျိုရှဘန်ရဲ့ပြိတ္တိကတော့နည်းနည်းတော့စိတ်ပူခဲ့ကြမိသေးပါတယ်။နေ့စဉ်မှန်မှန်နဲ့ကစားတက်သလို defense ဘိုင်းနေလက်ကောင်းတဲ့ဘန်ကတော့ Brandon ကိုအသာစီကစားပြခဲ့ပါတယ်။တခါတည်း Brandon ရဲ့ထွက်လာတဲ့အချိန်ကျက်တီကိုလည်းသတိထားရပါတယ်။ဒုတိယအချိန်မှာလည်းဂျိုရှဘန်ကတာတယ်ဆိုပေမဲ့ Brandon ရဲ့ထိုးချက်တွေထိမိခဲ့တာတွေလည်းရှိပါတယ်။ဒုတိယအချိန်မှာ Brandon ကအနှဲငယ်မောနေတဲ့အောင်ဖြစ်လာခဲ့တာကိုတွေ့ရပါတယ်။ဒီပွဲမှာနိုင်တဲ့ Fighter က Champion နဲ့တွေ့ရမယ်လို့ဒီနောက်ဝက်ပြောခဲ့တဲ့စကားကြောင့်လဲ Fighter နဲ့အစလုံးကနိုင်ပွဲရဖို့အတွက်အကျင့်နဲ့ရှိခဲ့ကြပါတယ်။တတိယအချိန်မှာတော့ပွဲကပိုကျလာပြီးတော့ Fighter နဲ့အစလုံးကသူတေကိုတေအကျင့်နဲ့ထိုးသက်ကြတာကိုတွေ့ရပါတယ်။ Joshua Van ကတော့ပြိုင်ဘက် Brandon ရဲ့မျက်နှာတွေကိုကြည့်တီးထည့်နေတာကိုတွေ့ရပါတယ်ရှင်။ Joshua Van ရဲ့လက်သေးချက်ကြောင့် Brandon တယောက်လဲကြခဲ့ပြီးတော့ ဂျိုရှွာဘန်နဲ့ဆက်လက်သီးတွေကဒရက်ဆက်ရွာကြခဲ့ပါတယ်။ပွဲစီပြေးသွားတာကြောင့်သာရန်ဒန်ကန်ကောင်းသွားတယ်လို့ဆိုရပါမယ်ရှင်။ဘယ်ပြညာပြန်အကျိတ်နဲ့ထိုးတက်နေခဲ့တာပွဲစီမပြေဘူးဆိုရင်တော့ Rankin Ascent ရှိတဲ့ Brandon တယောက်အခုချိန်ဆိုရင်တော့အစံပြုတ်တောင်တောက်နေရလောက်ပါတယ်။ပရိသတ်ကြီးတို့ရောအခုကစားသွားခဲ့တဲ့ဂျိုရှွာဘန်နဲ့ Brandon Robbery ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့သဘောကျကြပါရဲ့လား။ Joshua Van က Brandon နဲ့အရှင်မဲဆိုရင်တော့လူကောင်သေးတဲ့ညက်တဲဆိုပြီးတော့အထင်သေးခဲ့ကြတဲ့ပြည်သူတွေကို Ringoran Asset Fighter ကိုကြံရံပြခဲ့ပြီးတော့တက်တည်ပြခဲ့တာတကယ်ကိုစိတ်ကျေနပ်ဖွယ်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ Joshua Van ဆိုတာကတော့စကားအများကြီးပြောတတ်တဲ့ Fighter တယောက်တော့မဟုတ်ပါဘူး။ဒါပေမဲ့သူကအလုံးနဲ့တက်တည်ပြတတ်တဲ့ Fighter ကောင်းတယောက်ပါရှင်။ဒီပွဲပြီးရင် Joshua Van က Champion နဲ့တွေ့မယ်လို့ပြောခဲ့တယ်လို့တကယ်လည်းသူကအနိုင်ရရှိအောင်လုပ်ပြနိုင်ခဲ့ပါတယ်။မြန်မာ Fighter Joshua Van ကိုအတူယူတက်ပါတယ်နော်။အခု ဆိုရင်တော့ UFC မှာ Joshua Ben က၅ပွဲဆက်တိုက်အနိုင်ရယူနိုင်ခဲ့ပါပြီ။ Bruno ကိုအနိုင်ယူပြီးတော့၃ပွဲအကြာထပ်ကစားခဲ့တဲ့ပွဲမှာအနိုင်ထပ်ပြီးယူပြခဲ့တာကတကယ်ကိုကြောက်စရာကောင်းသလိုဂုဏ်စရာကောင်းတဲ့ fighter တယောက်ဆိုတာ UFC မှာရှိတဲ့ fighter တွေကို Joshua Ben ကတက်တည်ပြလိုက်ပါပြီရှင်။ UFC မှာတောက်ပနေတဲ့ Chen Fighter လေး Joshua Ban တယောက်မကြခင်မှာ Champion နဲ့တွေ့ဆုံထိုးသက်ပြီးတော့ Champion ခပ်ပတ်ကြီးရရှိမလားဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ရှင်။